လက်နက်ကိုင်းတိုက်ခိုက်မှုတွေကိုဆွန့်လွတ်ပြီးငြိမ်းချမ်းရေးစပွဲပိုင်းကိုလာဖို့ဒေါအောင်ဆန်းစုကြည်ကလောက်ကိုင်းမှာတိုက်ပွဲဖြစ်ပွားနေတဲ့အတိုင်းသားလက်နက်ကိုင်းတပ်ဖွဲ့တွေကိုဖိတ်ခေါ်ကမ်းလှမ်းလိုက်ပါတယ်။ရှမ်းပြည်နယ်လောက်ကိုင်းဒေသမှာဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့အမျိုးသားပြည်လဲတင်မြေရေးနဲ့ငြိမ်းချမ်းရေးဘူဌာနဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကမတ်လ6ရက်ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ကမ်းလှမ်းလိုက်တာပါ။အမျိုးသားပြည်လဲတင်မြေရေးနဲ့ငြိမ်းချမ်းရေးဖြစ်စင်မှာဝမ်းမြောက်ဖွယ်ရာ ိုးတက်မှုရှိလာခဲ့ပြီးပုံမိုကျပြန့်စွာပါဝင်နိုင်ရေးကြိုးပမ်းဆောင်ရွက်နေချိန်မှာ MNDAA အဖွဲ့ကလောက်ကမျိုးပဝင်ကျင်နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပြင်အပြစ်မဲ့ပြည်သူတွေထိခိုက်ဒေဆုံးတရားရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။နနကိုင်းပြည်ပခါတွေကြောင့်အားလုံးအတွဲအကျိုးမဲ့အချင်းဤဖြစ်စေုံသာမကတိုက်ခိုက်မှုဖြစ်ပွားရာဒေသမှာရှိတဲ့ဌာနေမျိုးနွယ်စုတွေဒေသခံတိုင်းသားတွေကိုတိုက်ရိုက်ဆိုးကျိုးတက်ရောက်ဒုက္ခပင်လယ်ဝေစေတာကြောင့်လနကိုင်းတိုက်ခိုက်မှုတွေကိုဆွန့်လွတ်ပြီး ညဉ့်ချင်းရေးစကပိုင်းကိုဦးတည်ဖို့နဲ့ညဉ့်ချင်းရေးခီကိုတန်းတူရည်တူအတူတူရှောင်လန်းဖို့ကိုလည်းဒေါအောင်ဆန်းစုကြည်ကတိုက်တွန်းထားပါတယ်။ MNDAA KNL နဲ့ A တပ်ဖွဲ့တွေကိုလက်နက်ကင်လမ်းစဉ်ဆွန့်လွတ်တဲ့အကြောင်းကြေညာချက်ထုတ်ပြန်ရင် NCA မှာလက်မှတ်ရေးထိုးဖို့မလိုအပ်ဖဲပြည်တော်စုညဉ့်ချင်းရေးညီလာခံကိုတက်ရောက်ပြီးနိုင်ငံရေးဆွေးနွေးပွဲတွေမှာတိုက်ရိုက်ပါဝင်စင်ရွေခွင့်ပြုမယ်လို့နိုင်ငံတော်အစိုးရနဲ့တက်မတော်အနေနဲ့ကမ်းလှမ်းထားတဲ့အကြောင်းလဲတက်မတော်ကသတင်းထုတ်ပြန်ထားပါရရှင်။